ရုပ်ရှင်တူတွဲရိုက်နေရတဲ့ဒဲဆုငင်းရဲ့တရုတ်ဆောင်အကြီးချင်းကိုအမှန်တိုင်းဆုံးချက်ပေးခဲ့တဲ့လွမ်းပိုင်လွမ်းပါဟာဆိုတော့တယောက်ချက်ပေမဲ့တချင်းတောင်မဆိုတော့ပဲအမှုပညာလုပ်တွေထဲမှာဒါနှင်းမြုပ်လို့နေရပါရုပ်ရှင်စကားကြီးတွေတော့ရှောက်ရိုက်ကူတာမင်းသားဖြစ်လို့နေပါပြီအရှိမလည်းဒဲဆုငင်းနဲ့အတူတူချစ်ချင်ဦးဟဲ့လက်မဲ့ရုပ်ရှင်စကားကြီးကိုရိုက်နေတာပါဆိုပါရုပ်ရှင်မှာဒဲဆုငင်းကဒီကစားဆောင်လို့တောင်ပြောလို့ရပါတယ်တဲဆုငင်းကတရုတ်ဆောင်အကြီးချင်းတွေ့အကြုံစူးစမ်းထိုးမှုလဲအများကြီးချပြက်စရာမလိုပဲ တရုတ်ဆောင်တယောက်ချစ်လာခဲ့တဲ့သူပါအလတ်မယ်တယောက်အနေနဲ့အကောင်းဆုံးချစ်အောင်ကြိုးစားခဲ့တာတွေကိုအတိအမှတ်ပြုကာထုတ်လုပ်ရေးတွေကရုပ်ရှင်ခွဲရိုက်ခဲ့တာဖြစ်ပါတယ်လောမိုင်းကသေးစုငင်းနဲ့ရုပ်ရှင်ရိုက်မှသာပထမဆုံးဆုံးပူးတာပါဒါအပြင်ဆုံးတွေ့ရတဲ့ဇဝင်ခန်းတွေကလည်းများတာမို့တယောက်နဲ့တယောက်မိနိုင်ကတရုတ်ဆောင်ရပါတယ်ရုပ်ရှင်လောကမှာလောမိုင်းကမင်းသားဖြစ်လာတာမကြသေးဘူးဆိုပေမဲ့သေးစုငင်းနဲ့ရှင်ရင်တော့စီနီယာကြတယ်လို့ဆိုရမှာပါတဲဆုငင်းနဲ့တွေ့ပြီးတရုတ်ဆောင်ရတဲ့အချိန်မှာလောမိုင်းကနီးကလေးလာမိပါတယ် ဒါအပြင်ဒဲစုငင်းကိုချိုကစမ်းကြောင်းမင်းသမီးလုပ်ရတာမို့အောင်မြင်နိုင်ခြင်းမရှိဘူးလို့ခန့်မှန်းကြပါတယ်။လွမ်းမိုင်ကတော့ဒဲစုငင်းကမင်းသမီးစစ်ဆေးတယောက်ဖြစ်လာဖို့အတွက်ရာခိုင်နှုန်းများတယ်လို့ထုတ်ပြောလာခဲ့တာပါ။လက်ရှိမှာအသက်ငယ်ငယ်လေးနဲ့စကားတွေဝင်ရိုက်နေတာကသူမရဲ့ကံနဲ့စမ်းကြောင်းဖြစ်ပါတယ်။တကယ်တမ်းရိုက်တဲ့အချိန်မှာလဲဒဲစုငင်းကတရုတ်ဆောင်ပါရဲ့မိပါသလိုတေချာပြင်စင်ကစ조사တာကိုလော့မိုင်ကတွေ့ခဲ့ရပါတယ်။ဒဲစုငင်းကရလာတဲ့အခွင့်ရေးပေါ်မှာအပြည့်အဝကို조사တာမျိုးလည်းရှိပါတယ်။ ဒါကြောင့်မို့ကစန်းနယ်စူးစားတာတွေပေါင်းလိုက်မယ်ဆိုရင်တဲစုငင်းကတေချာပေါ့မင်းသမီးတယောက်ချင်မှာဆိုပြီးချီချူးလာခဲ့တာပဲဖြစ်ပါတယ်။လွမ်းမိုင်ကတော့တဲစုငင်းကရုပ်ရှင်စကားကြီးတွေမှာဈေးကွက်ဝင်ကအောင်မြင်တဲ့မင်းသမီးတယောက်ဖြစ်လာတော့မှလို့ကြိုတင်ခန့်မှန်းလိုက်ပါပြီ။လက်ရှိမှာဖြစ်ချင်ဦးဝဲအလက်မဲ့ရုပ်ရှင်စကားကြီးကအမှုပညာရှင်တွေအများကြီးကိုပါဝင်တာပါ။ဟာသာမြင်ရှိကဆယ်လီဖြစ်လာတဲ့မဆွေတို့လည်းပါဝင်တာမို့ရုပ်ရှင်ရိုက်ကူးရေးကအမြဲတမ်းပျော်စရာကောင်းလို့နေတာပါ။ရုပ်ရှင်ရိုက်နေတာနဲ့တောင်မလို့ပဲ ကြော်ပွဲစားထွက်နေရသလိုအတွက်အဖက်ညီနေကြတာဖြစ်ပါတယ်။နေဘက်မှာသွားရိုက်နေကြတာဖြစ်ပြီးစကားကလေးလိုပြီးတော့မှာပါ။ဒါကြောင့်မို့ဒီနှစ်ထဲမှာပဲရုပ်ရှင်စကားကြည့်ရဖို့အခွင့်အရေးကများလွန်းနေပါတယ်။လောမိုင်းနဲ့ဒဲစုငင်းတို့ရဲ့အတွက်စကိုလည်းမြင်တွေ့ကြရမှာဖြစ်ပါတယ်။အဆိုပါရုပ်ရှင်စကားကဒဲစုငင်းအတွက်လေးကားမြောက်ရုပ်ရှင်စကားကြီးဖြစ်ပါတယ်။ ဒါအပြင်ထိုးဝယ်လွင်မိမိတို့လည်းပါတာမို့ယူသေးရင်လူစိတ်ဝင်စားမှုများမဲ့စကားဖြစ်ပါတယ်လွမ်းမိုင်ကလည်းဟာသအမြင်လေးတွေနဲ့တဲဆုငိမ့်နဲ့လိုက်ဖက်အောင်တရုပ်ဆောင်ထားခဲ့တာပါလွမ်းမိုင်ဟာခက်လူငယ်ဆိုတော့တယောက်ဖြစ်တဲ့အတွက်စကားပြောရင်လည်းလူရင်းတို့ရှင်းတာပြောဆိုတတ်ပါတယ်ဒါအပြင်အနေထိုင်အေးဆေးကာကုန်အတွက်မြောက်ကပင်က ပြောဆိုရတာမျိုးကိုလည်းမကြိုက်ပါဘူးတဆုငယ်ပေါ်ကိုလည်းသူမြင်တဲ့အတိုင်းအမြင်ကိုထုတ်ပြောလာခဲ့တာဖြစ်ပါတယ်သူတို့နှစ်ယောက်အနေနဲ့ နောက်ထပ်ရုပ်ရှင်စကားကြီးတွေရိုက်ဖို့ကန်လန့်ထတာမျိုးတောင်မရှိသေးပါဘူးရုပ်ရှင်တူတူတွေရိုက်နေရတဲ့တဲဆုငင်းရဲ့တရုတ်ဆောင်ရီချင်းကိုအမတ်အတိုင်းဆုံးချက်ပေးခဲ့တဲ့လွမ်းပိုင်ပုံပရိသတ်တို့ရဲ့အမြင်ကိုလည်းကိုမတ်မှာပြောပြခဲ့ပါဦးရှင်ကြီးစုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်